မွန်ပြည်နယ်အတံမြူစီယံမြို့မှာနမေကျော်သမီးတမန်ရထားလမ်းမကြီးရှိပါတယ်။ဒုတိယကဘာစီရဲ့အထင်ကရနမေဆိုးနဲ့ကြော်ကြားတဲ့အထက်ကတခုပောင်ဝင်ဖြစ်ခဲ့ရပါတယ်။ရထားလမ်းကြီးကိုတော့ဂျပန်စစ်ဗိုလ်ချုပ်တွေအတင်းစီပေါ်ခိုင်းခဲ့တာ1942ခုနှစ်အော်တိုဘာလကစတင်ဖောက်လုပ်ပြီးတော့1943ခုနှစ်အော်တိုဘာလ16ရက်နေ့မှာပြီးဆုံးခဲ့ပါတယ်။တနေ့တတိကြာပြီးတော့လွန်ရာနေ့သာဖောက်လုပ်ခဲ့တဲ့သမိုင်းဝင်ရထားလမ်းကြီးဖြစ်ပါတယ်။ရထားလမ်းက425ကီလိုမီတာရှည်လျားပြီးတော့ တံပြူစျန်းတဲ့ရိုဒီယာကိုချိတ်ဆက်ဖောက်ခဲ့ပါရီ425ကီလိုမီတာသာရှည်လျားပေမဲ့အဲ့ဒီချိန်မှာပြောစမှတ်ပြရတာကဇလီဘားတတုံအသက်တချောင်းလောက်ကိုအသက်ပေါင်းတသိန်းကျော်ပေးဆက်ခဲ့ရတယ်ဆိုပြီးတော့နမိတ်ကျော်ပါရီရထားလန်းဖောက်တော့မြမချွေတက်သားတသိန်း8000ကျော်နဲ့မဟာမိတ်တက်သားနိုင်ငံဆုံး6000လောက်ပါဝင်လှူအားပေးခဲ့ရပါရီတဝက်ကျော်ကျော်ကအင်္ဂလန်တက်သားတွေဖြစ်ပါရီရထားလန်းဖောက်စဉ်ကာလအတွင်းဂျပန်နေနှိမ့်ဆက်လို့တည်ရလူယောဂဖြစ်လို့တည်ရလူ ခနဲ့မပါအလုံးလုပ်ခဲ့ရတာကြောင့်တိကြိုက်တန်ရရတယ်ဆိုရင်ပဲခြေပြက်လက်ပြက်ရတဲ့အထိယောဂပုံဝင်ပြီးတော့အသက်တည်ခဲ့ကြရပါတယ်။ဝမ်းယောဂ၊ကန်ယောဂမျိုးကြတော့နင့်မြင့်ညပြောင်းလောက်အောင်တည်ခဲ့ရပါတယ်။အစားအစာကိုလည်းငပိနဲ့ဓမင်ကိုဝေပုံကြမတင်ယုံတမင်စားခဲ့ကြရရှာပါတယ်။တနစ်တာလုံလုံအားနဲ့လမ်းပေါပြီးမှတော့မြန်မာတိုင်းသားကိုတောင်ခန့်နဲ့အင်္ဂလိပ်စစ်သားများအပါအဝင်နိုင်ငံဆုံးတသားပေါင်း16000ကျော်တည်ဆောင်းခဲ့ရပါတယ်။လူဘဝလူအပ်သက် လူတံမိုးဆိုတာဘာမှဘူးမတန်တဲ့လူသားတွေရဲ့ရှင်နှင်းဘွယ်ဘဝတွေပဲဖြစ်ပါတယ်။နေရတာစားရတာတွေကတရိษံဘဝနဲ့မကြခဲ့ပါဘူး။စစ်ရဲ့အနိဋာယုံတွေပါပဲ။စစ်ဆိုတဲ့ရက်ဆက်ကြမ်းကြုတ်တဲ့သဘောတဘာဝကရွံစားစရာကောင်းတာကိုပြတာပါပဲ။တံမျိုးစရမြို့မှာတင်မင်းတမန်မြက်တာလန်ဖောင်းလုတ်ခဲ့ခြင်းအထိမ့်မှန်နေနဲ့မဟာမိတ်စင်တင်ဆိုင်ရှိပါတယ်။စင်တင်ဆိုင်မှာဒုတိယကမ္ဘာစစ်အတွင်းကကြာဆုံးခဲ့တဲ့အင်္ဂလိပ်ကနေတောင်းအော်စတြေးလျ၊နယူးဇီလန်၊အိန္ဒိယ နယ်သာလန်စားတဲ့နိုင်ငံတွေကစစ်သည်3982ထုအတွက်အရိုးပြတွေကိုမြုပ်နှံထားပါတယ်။စစ်သည်နိုင်ကိုတော့ဒီဇင်ဘာလ18ရက်1940နှစ်မှာဗိုလ်ချုပ်အောင်ဆန်းနဲ့ဘီရင်ကန်ဆာဦးဘရန်တို့ကလာရောက်ပြီးတော့ဖွင့်လှစ်ပေးခဲ့ကြပါတယ်။စစ်သည်နိုင်နဲ့မှာရင်းနှီးပွဲဇလန်မောင်းများစွာရှိပါတယ်။လွမ်းစုပ်ပွဲတတိယပွဲစာရန်နီအမျိုးမျိုးထိုးထားကြပါတယ်။အဲ့ဒီထဲကမှမဟာမိတ်မြစ်တပ်သား H Restrand နဲ့သူစနီးဆက်လန်ကလွမ်းစုပ်တန်းနာစရာရှင်နစ်စရာကောင်းပါတယ်။ သူစစ်တဲ့မဝင်ခင်ကလေးကလက်ထပ်ထားပါရီသူစနေကသူ့တက်နှစ်နှစ်ငယ်တဲ့ဆိုပြီးတော့စာရီထဲမှာတွေ့ရပါရီသူ့ပေါ်ချစ်တဲ့ဇနီးရဲ့ချစ်ကလိစားစရာကောင်းတယ်လို့သစ္စာခိုင်မြင်လွန်းတာကိုလည်းလိစားမိပါရီလောကကြီးမှာဒါမျိုးသစ္စာတရားတွေကြီးတဲ့ချစ်ချင်းမြတ်တာကြီးမားလွန်းတဲ့သူတွေရဲ့ဇလန်းလေးကိုသိလရတဲ့ချိန်မှာရှင်နှင်းမှာဖော်ပြပြတတ်တဲ့ခန်းစားချက်ကိုခန်းစားမိပါရီလွမ်းဆုတ်စရာရှင်နှင်းစရာဇလန်းလေးပါရှင်နှင်းမှာဟာနေတယ်လို့ခန်းစားရပါရီ ဘာကိုတနာနိမ့်မယ်မသိတဲ့ဟာတာတာရတာလေးပါပဲ။ဥက္ကူပေါ်မှာတည်တဲ့နှစ်တွေရေးထားပါရီ။အမတ်တရအစားသားလေးထုတ်ထားတယ်။မြင့်တက်သားအဲရက်စတန်ရဲ့ကူပေါ်မှာတော့ဒလွန်လေးရှိထုတ်ထားပါရီ။လောကကြီးကထွက်သွားပေမဲ့ကျမနာမှာရှိနေစေ၊တရိယာလွမ်းဆွနေစေအမြဲတမ်းချစ်ခင်မြတ်လို့ဆဲပါပဲ။တိတ်ချစ်တယ်လို့အဓိပ္ပာယ်ရှားတဲ့စားသားလေးကိုရေးထားပါရီ။မစ္စအဲရက်စတန်က အမတ်တရနေ့တွေတိုင်းသူ့ရဲ့ယောက်ျားစီကိုပန်းချင်းနဲ့တူချစ်ခင်မြတ်လို့ရာရီ။ အတိတ်ကတတိယအမွေပဲအကြောင်းလေးကိုရေးထားတဲ့စာရီပို့ခဲ့တာကနှစ်ပေါင်း64နှစ်တတိတနှစ်မှမပြတ်ကွက်ခဲ့ပါဘူးရေးတဲ့ဇာတ်လုံးတွေတပြည့်ပြည့်တုံရင်နေခဲ့တာက2010ကတော့သူ့ရဲ့နောက်ဆုံးပန်းချင်းနဲ့စတဲ့ဆောင်ကအဆုံဆုံးပါပဲနောက်ဆုံး2010ကစကတော့ဖက်လို့အတိတ်ပဲဖော်ပြလို့မရှာလာအောင်ရှုပ်ထွေးနေခဲ့ပါတယ်လက်တော်လုံးနေတဲ့သူ့ရဲ့နောက်ဆုံးစာပါပဲ Mrs. H Restaurant ကအသက်ပဲရှင်နေသေးရလားတည်ဆုံသွားပြီလားဆိုတာတော့မသိပါဘူး 2011ကစပြီးတော့ပန်းချင်းကတော့ရောက်မလာတော့ပါဘူး။ Missy A Restaurant က2010မှာအသက်60တိတိရှိခဲ့ပါပြီ။သူရေးခဲ့တဲ့နောက်ဆုံးစာလေးရဲ့အဓိပ္ပာယ်ကတော့မြင့်တက်သား Mr. A Restaurant တယောက်သာပဲအဓိပ္ပာယ်ဖော်နိုင်လိမ့်မယ်လို့ထင်ပါရည်။နားလည်ခံစားနိုင်မယ်လို့ထင်ပါရည်။ဗာရီရှိထားတယ်ဆိုတာကို မြင့်တက်သားကတော့သိမှာပါ။ကောင်းကောင်းကြည့်ကိုနားလည်မှာပါ။အဲ့ဒါကတော့သိကြပါရည်။လွမ်းဆိုတန်းနာစရာရင်းနှီးစရာဇလန်းလေးတွေပျော်ပြနေတတ်တဲ့ အုတ်ကူတွေလို့သာဆိုကြပါရီပရိသတ်များရှင်ဒီနေ့မှပြောပြပေးခဲ့တဲ့စီတင်ဆိုင်နေကရှင်နေစရာဇလန်တပုတ်ရဲ့အကြောင်းအရာကိုတော့မွန်နုထာနေရာမညမြေကကူးယူပြီးတော့ဖော်ပြပေးထားပဲဖြစ်ပါရဲ့ရှင်